Hello အားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook ပေါ်မှာကြိုဆိုပါရယ်ကဲကျွန်တော်တို့ Manchester United တင်ရတော့ Europa League Semi Final ပထမကြိုပွဲတင်မှာ Viva Otin ကိုအဝေးခွင်းမှာပဲကိုပြအနိုင်ရရှိခဲ့တယ်။ result လို့အရလည်းတော်တော်လေးကိုကောင်းမွန်ခဲ့တယ်။ဆိုတော့ဒီပွဲပြီးမှာဆိုရင် Ruben Amorim ပြောထားတဲ့အကြောင်းအရာလေးရှိတယ်။အဲအကြောင်းအရာလေးထဲမှာကျွန်တော်တော်တော်လေးသဘောကျတဲ့အချက်လေးလည်းပါတယ်။ဆိုတော့အဲ့ဒီအကြောင်းအရာလေးတွေကိုကျွန်တော်ညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ဒီမှာပထမဆုံးအနေနဲ့ room အမောင်းလေးပြောသွားတာဒီပွဲကပြီးသွားလဲပွဲတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့အသင်းရ result လို့အရာတော့တော်တော်လေးကိုကောင်းမှုခဲ့တယ်ဒါပေမဲ့ဒီတစ်ချိန်တည်းမှာလည်းကျွန်တော်အသင်းပွဲချိန်အစပိုင်းမိနစ်တွေမှာရုံးငံခဲ့ရတဲ့အခြေအနေကိုမေ့ထားလို့မရဘူးဒီကက်စမီရိုရဲ့ဥဆောင်ကိုကြောင့်ပဲပွဲရဲ့ momentum ကိုပြောင်းလဲနိုင်ခဲ့တယ်ဆိုတော့ဘီဘာအသင်းရလည်း strong ဖြစ်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကပြီးဆုံးသွားတော့မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီလာမယ့်ဒုတိယကြော့အတွက်လည်းအောင်ဆိုင်ဖို့လို့ဆိုလို့ဒီ ultra ဘုမှာတွေ့မဲ့ပွဲအတွက်လည်းကောင်းကောင်းကြီး preparation လုပ်လာမယ်ဆိုပြီးတော့သူကတော့ပြောသွားတယ်ဒီအချက်ကတော့ကျွန်တော်တော်တော်လေးသဘောကျပါတယ်ကျွန်တော်အသင်းဒီရားလက်လို့ရဆို င်တော်တော်လေးကောင်းခဲ့ပြီမဲ့လည်းဒါနီးပြတယောက်က stay ဟန်ပဲဖြစ်နေတာကျွန်တော်တကယ်ကိုတကယ်ကိုသဘောကျတယ်တကယ်လည်းကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ပွဲချိန်အစပိုင်းမိနစ်တွေမှာတတော်ကိုရုန်းကန်ခဲ့ရတယ်။ဟိုဘီဘာအိုတင်းကလည်းဒီမိနစ်20လောက်အတွင်းမှာသူတို့ရဲ့ industry ကိုတင်ပြီးတော့ပိတ်သက်အားနဲ့သူတို့ဂိုးရဖို့ကြိုးစားတယ်။တကယ်လည်းသူတို့ဒီဂိုးရနိုင်မဲ့ moment လေးရှိခဲ့တယ်။ဒီလင်ဒီလော့ကိုထွက်ပြီးတော့လင်ဒီလော့ကိုထိပြီးတော့ပြန်ထွက်သွားတဲ့အလုံးလို့ပြီးတော့ဒီသူတို့အတင်းရဲ့တိုက်စစ်မှု Saturday ရဲ့ခေါင်းတိုက်တဲ့အလုံးများဒီဂိုးရဂိုးပါပေါ်ကျော်သွားတဲ့အလုံးတွေဆိုရင်ဒါဂိုးရဖို့ရအရန်နှိစက်ခဲ့တယ်။ဒါမဲ့လည်းကျွန်တော်တို့ဒီအကောင်းဆုံးအနေနဲ့ ပြန်လာနိုင်ခဲ့တယ်ဆိုတော့ ။ဘာပဲနေနေဒီပွဲကပြီးသွားတဲ့ပွဲတော့မဟုတ်ဘူး။ကျွန်တော်တို့ဒီဖိုင်နယ်အကြောင်းကိုတော့တွေးထားလို့လည်းတကယ်ကိုမရသေးဘူး။ကျွန်တော်ဒီယူပါလိမှာတော့တပွဲချင်းကိုပဲအာယုံဆိုင်ပြီးတော့အကောင်းဆုံးဖြစ်သွားနိုင်ဖို့ရာလိုအပ်တယ်။ဆိုတော့နီးပြတယောက်အနေနဲ့ဘာပဲနေနေဒီ reserve ပေါ်မှာတာရောင်းနေပဲနဲ့ stay ဟန်ပဲဖြစ်နေတာကတော့ကျွန်တော်တကယ်သဘောကျတယ်။ဆိုတော့ဒီအချက်ကိုကသမားတွေလည်းကောင်းကောင်းနားလည်ဖို့ရလိုမယ်လို့တော့ကျွန်တော်အထင်တယ်။ဆိုတော့ဒုတိယအနေနဲ့ကတော့ဒီမှာ Ruben Amorim ပြောတော့တာအတင်းမှာဆိုရင်ဒီတချို့ experience ရှိတဲ့ကသမားတွေတောင်မှဒီပွဲကစင်ကြီးဖိုင်တဲ့ပွဲဖြစ်တဲ့အတွက်ဒီနားဘက်ဖြစ်နေတဲ့ပုံစံမျိုးကြီးရှိတယ်။ဟိုဥပမာဒီ manager ဥကားလေးဆိုရင်သူ့မှာ experience ကလုံးလုံးတော့တော့ရှိရဲ့ဒါပေမဲ့ညအပွဲအစာပိုင်းနေမှာဆိုရင်တော်တော်လေးနားပဲဖြစ်နေတယ်ဒီ battery draw ကူဆိုရင်လည်းအဲ့တိုင်းပဲဗျာဆိုတော့ဒါပေမဲ့လေဒီအသင်းရဲ့ senior ကသမားတွေဖြစ်တဲ့ Bruno Fernandes တို့ Kepsi တို့ဒီ Harry Maguire တို့ရဲ့ဥဆောင်မှုနဲ့တူပဲဒီကသမားတွေကလည်းပွဲချိန်တွင်းမှာပဲတဖြည်းဖြည်းနဲ့ဆက်တယ်ဖြစ်လာတဲ့ပုံစံကိုလည်းတွေ့ရတယ်ဆိုတော့ကသမားတွေဒီနာဘက်ဖြစ်တဲ့ပုံစံကိုလည်းသူထောက်ပြသွားတယ်တကယ်လဲကျွန်တော်တို့ဒီ Manuel Ugarte ဆိုရင်လည်းပွဲစားပိုင်းမိနစ်တွေမှာနာဘက်ဖြစ်နေရပြဆိုတော့ပထမဆုံးဒီ Bilbao ကန်တင်းတဲ့လုံ Onana ပုတ်သွားတဲ့လုံဆိုရင်လည်းအဲ့အမားကဒီ မန္တလေးဥကားရေးစီရင်နေပြီးစတာဆိုတော့ဒုကုဆိုရင်လည်းကျွန်တော်ထင်တယ်အများကြီးတိုးတက်ဖို့ရာလိုသေးတယ်လို့ပဲကျွန်တော်တော့မြင်တယ်ကစားမားကဒီ decision making နဲ့ပြီးတော့ဒီတည်ငြိမ်မှုအပိုင်းမှာတော့ခုထပ်ပို့ပြီးတော့တိုးတက်မှရလိမ့်မယ်လို့ပဲကျွန်တော်ကမြင်တယ်ဒါပေမဲ့ကျွန်တော်ဒီဒါပေမဲ့ကျွန်တော်ဒီဒုကုကိုတကယ်ကိုသဘောကျတယ်ဘာလို့လဲဆိုရင် တကယ်ညီကိုလည်းမြင်ပါပါဒီရာသီဒုက္ခကျွန်တော်တို့အသင်းကိုရောက်လာပြီးတဲ့အခါကစားနေတဲ့အချိန်မျိုးကြည့်မယ်ဆိုရင် तू over all အနေနဲ့ဆိုရင် तू under perform တော့ဖြစ်တယ်ဒါပေမဲ့ဒီကစားသမားက तू ကစားတဲ့အချိန်တိုင်းမှာဆိုရင်ဒီ armoring ရဲ့ system မှာ tactically အရာဒီ discipline ရှိရှိကစားနိုင်တာကိုတွေ့ရတယ်ဆိုတော့ကျန်တဲ့အရာတွေကတော့တဖြည်းဖြည်းနဲ့တူးတက်လာအောင်ပဲလို့ပဲကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကတော့ तू ဒီ Harry Maguire ကိုချီးကျူးတော့ပေါ့ Harry Maguire အနေနဲ့ကျွန်တော်အသင်းမှာဒီခက်ခဲတဲ့အချိန်တွေရှိခဲ့တယ်တော်တော်လေးကိုလည်းဝေဖန်ခံရတာတွေရှိခဲ့တယ်ဒါပေမဲ့ဒီလက်ရှိချိန်မှာတော့ကျွန်တော်တို့အသင်းကိုအကောင်းဆုံးခုန်ညီပေးနေပြီးတော့ အသင့်နိုင်ပွဲတွေရအောင်လဲသူတောက်ချောက်ကိုဒီစူးစမ်းပေးနေတာအတွက်ဟိုတကယ်လို့သူလက်ပြောရှင်တယ်ပေါ့ဆိုတော့ဒါကဒီဘလုံးကသမားတယောက်ရဲ့ဘွားဆိုတာဒီလိုပဲပေါ့ဒီတစ်ချိန်အချိန်လေးအချိန်မူမှန်လေးတစ်ခုကနေပြီးတော့ပဲအရာရာကိုပြောင်းလဲနိုင်တယ်ဆိုပြီးတော့ပဲရူပင်အမော်ရင်းကဟီမကွန်ရနဲ့ပတ်သက်ပြီးတော့လည်းသူချီချူပြောဆိုသွားခဲ့တယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့သူလာမယ့်ပွဲတွေမှာလည်း rotation ထပ်လုပ်သွားမယ့်အကြောင်းကိုပြောသွားတယ်ဒီအဓိကကတော့တချို့ကသမားတွေကအရန်ကိုဝဲပန့်နေတယ်ဒီမာဇာရိုဝီရိုဆိုရင်လည်းအရန်ကိုဝဲပန့်နေတယ်ဆိုတော့ဒီလာမယ့် brand phone နဲ့ပွဲမှာဆိုရင်အတင်းရဲ့ ဒီအဓိကကစားသမားဆိုတာထက်ပြအသင်းမှာအဓိကပွဲပန်းနေတဲ့ကစားသမားတွေကိုအနာပေးသွားပြီးတော့ player rotation ထပ်လုပ်သွားမယ်ဆိုပြီးတော့ပြောသွားတယ်။အဲ့တော့ player rotation လုပ်ဖို့ရတော့တကယ်လို့လိုပါတယ်။အခုဒီကျွန်တော်မော်ဒန်ခေတ်မှာဆိုရင်ဘောလုံးပွဲတွေပွဲချိန်တွေကတော်တော်များများကစားရတဲ့အတွက်ကစားသမားတွေရဲ့ဒီ game time management ကိုကောင်းကောင်းလုပ်နိုင်မှာပဲအသင်းကဒီအောင်မြင်နိုင်ဖို့ရာနေ့စံမှာဆိုတော့ကျွန်တော်တို့ United အသင်းနေနဲ့လည်းဒီ Premier League မှာ ပေးမြားလိမှာဆိုရင်တော့ဒီလူငယ်ကသမားတွေကိုပို့ပြီးတော့နေရာပေးတင်တယ်ပို့ပြီးတော့လည်း gain time mining gain time ပို့ပြီးတော့ပေးတင်တယ်လို့ပဲကျွန်တော်ကမြင်တယ်ဆိုတော့ဒီ player rotation လုပ်မယ်ဆိုတာလည်းတော်တော်လေးကောင်းပါမှာလေအတင်းအတွက်ဒီ player rotation လုပ်နိုင်တယ်ကျွန်တော်တို့အတင်းဘွဲတိုင်းမှာ reflect ဖြစ်နေတယ်ပဲဆိုတော့ဒါလည်းအရေးကြီးတဲ့ချက်ချက်လို့ပဲကျွန်တော်ပြောလို့ရတယ် နောက်တစ်ခုကဒီမှာကျွန်တော်တို့အတင်းရဲ့ဒဏ်ရာရကပ္ပမားတွေပြန်လာနေပသက်ပြီးတော့လဲသူပြောသွားတယ်အဓိကတော့ဒီပွဲမှာဆိုရင်ညအပွဲမှာဆိုရင်အမတ်တရာလိုလိုဒီမတိရတီလိုလိုလူစားဝင်လဲကစားသွားတယ်ဆိုတော့ဒီကပ္ပမားတွေအတင်းအတွက်ပြန်လာနိုင်တာအတင်းအတွက်လည်းတကယ်ကိုကောင်းမွန်တဲ့အနေအထားတစ်ခုကိုရောက်သွားစေတယ်ပြီးတော့ဒီလူရှော့ဆိုရင်လည်းသူ့ရဲ့ fitness နဲ့ပသက်ပြီးတော့အမြဲတမ်း view site နေဖို့ရလိုရဲဆိုပြီးပြောသွားတယ်ဆိုတော့အဓိကတော့ဗျာလူရှော့ကဒီ injury prone ဖြစ်တဲ့အတွက်သူကိုယ်သူဒဏ်ရာထက်မရအောင်သူ့ရဲ့ဒီ fitness ကိုသူကိုယ်တိုင်သိဖို့ရလိုတယ်အဲ့အတွက်လည်း view site ဖို့ရလိုတယ်ဘာလို့လဲဆိုရင်လူရှင်းရဲ့ဒီ ဒီ overlapping နေပြီးတော့ဒီသူ့ရဲ့ crow တွေပြီးတော့ဒီ tactic attacking contribution တွေမှာတော်တော်ကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့အတွက်ဒီကစားသမားကသူ့ရဲ့ fitness ကိုသာထိန်းထားနိုင်ရင်ကျွန်တော်တို့အသင့်တွေလည်းဒီအသုံးဝင်နေရုံပဲဆိုပြီးတော့သူကပြောသွားလိုက်တယ်ဆိုတော့တကယ်လည်းဒီ armadi ရလို့ပြန်လာနိုင်တာတော့အသင့်တွေတကယ်ကိုကောင်းပါတယ်ကျွန်တော်တို့အသင်းဒီအရေးကြီးတဲ့အချိန်တွေရောက်လာလေဒီဒဏ်ရာကစားသမားတွေပြန်ပြီးဆုံးလာလေတွေဖြစ်နေတဲ့ပုံစံကတော့တကယ်ကိုဟိုအသင့်တွေတော့တကယ်ကိုအားရစရာကောင်းနေလို့ပဲကျွန်တော်တို့မြင်တယ်ဆိုတော့ဒီနောက်ဆုံးအနေနဲ့ကတော့ဒီ Europa League Competition မှာဆိုရင်ကျွန်တော် Manchester United အသင်းက အာတော်တော်လေးကောင်းမွန်တဲ့အနေအထားမှာရှိရတယ်။ဒါပေမဲ့ပရီးမီးယားလိမှာရုန်းကန်နေရတယ်။ဆိုတော့ကျွန်တော်တို့ United အတွက်ဒီ Europa League motivation ကဘာကြောင့်အကောင်းနေရလဲဆိုပြီးတော့မေးတဲ့အခါမှာ Ruben Amorim ပြောတော့တာဒီ Europa League ရေလို့တော့မဟုတ်ဘူးကွာ။အဓိကတော့အသင်းရဲ့ပိန်းသက်တွေကိုတခုခုပြန်ပေးဖို့ရလိုရဲဆိုတာကိုသူကိုယ်တိုင်ကောင်းကောင်းသိရတယ်။ဘာလို့လဲဆိုရင်ကျွန်တော် Manchester United အသင်းရဲ့ဒီရာသီတစ်စီစဉ်လုံးကို overall အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်အသင်းက underperform ဖြစ်တယ်။ဆိုတော့ဒီပိသက်တွေကကျွန်တော်တို့အသင်းကဒီပရီးမီးယားလိမှာတိပဲအဆင့်ဆက်လေးရောက်နေရတော့မှဟိုဂျူးမဆိုင်ပဲနဲ့အားပေးမြဲအားပေးနေတဲ့ ဖြစ်တယ်ဆိုတော့ဒီလိုမိသက်တွေအတွက်လည်းကျွန်တော်တို့ဒီအသေးဘက်ကနေပြီးတော့ပြီးနိုင်သမျှပြီးဖို့ရလိုတဲ့အတွက်ဒီယူပါဠိမှာတော့အားဆိုင်ကစားနေရဆိုတဲ့အကြောင်းကိုပဲသူကအဓိကထားပြီးတော့ပြောသွားတယ် ဆိုတော့ဒီသူရဲ့ interview တခုလုံးကို overall အနေနဲ့ခြုံကြည့်မယ်ဆိုရင်တော့ပွဲကပြတ်သားတဲ့ရလာတော့ထွက်ခဲ့ပြီမဲ့ stay hand ပဲဖြစ်နေတယ်ပြီးတော့အင်ကွင်း ultra foot မှာရှင်မြန်ကစားမဲ့ပွဲအတွက်လည်းကောင်းကောင်း preparation လုပ်သွားမယ်ဆိုပြီးပြောသွားတယ်ဟိုတကယ်လဲ Ruben Amorim ကဒီ FIFA World Cup ပထမကျပွဲစဉ်မှာလည်းသူ tactically အရာတော်တော်လေးပြင်ဆင်လာတာကိုတွေ့ရတယ်ဆိုတော့ဒီ tactically အရာဒီ day explain ရောကျွန်တော်နောက် video တစ်ခုနဲ့ညီကိုရင်းနဲ့တူတူဆွေးနွေးတုံ့သက်သွားကြတယ် ဆိုတော့ဒီ stay hand ပဲဖြစ်နေတဲ့ point ကိုကစားသမားတွေရောညီနီးပြရောအပေါင်းအောင်နားလည်နေဖို့ရာလိုအပ်တယ်ပြီးတော့ player rotation လုပ်နေဖို့ကလည်းကျွန်တော်တို့လိုအပ်တယ်လူငယ်ကစားသမားတွေကိုလည်းဒီ game time ပို့ပြီးတော့ပြီးနိုင်ဖို့ရာလိုအပ်တယ်ဆိုတော့ဘာပဲနေနေပါအဆုံးသက်မှာတော့ဒီကောင်းမွန်တဲ့ result တစ်ခုကိုယူနိုင်ခဲ့တဲ့အတွက်များတော့တကယ်ကိုတော်တော်ပြည့်စုံခဲ့ပါတယ်ကျွန်တော်ဆိုရင်ဒီဘွဲကိုအမြင့်ဆုံးတည်ရတော့ပဲမှတ်တာဒါပေမဲ့တကယ်ကိုဒီကျွန်တော်အသင်းလုံနိုင်ခဲ့ပေါ့ပြီးတော့ညအပွဲမှာဆိုရင်လည်းအများနဲ့ low block ဆော့မယ်ထင်တာတကယ်ကျတော့အဲ့လိုမဟုတ်ဘူးသူကဒီ Ruben Amorim က ဖီဖာဝတ်တင်းရဲ့ position ကောင်းကောင်းဂိုင်းမကစားနိုင်တဲ့ပုံစံကိုကောင်းကောင်းနားလည်ပြီးတော့ဒီ right time right time right moment တွေမှာဒီ press strategy ကိုကောင်းကောင်းကြီးတုံးချသွားတာကိုတွေ့ရတယ် ဆိုတော့ဒါကတော့ Ruben Amorim ရဲ့ဒီပွဲပြီးပြောစကားတွေပေါ်မှာကျွန်တော်သဘောကျတဲ့အချက်လေးတွေကိုပဲဆွေးနွေးသုံးသပ်ပေးထားတာဖြစ်တယ်။ဆိုတော့ Nigori အနေနဲ့လည်းဒီ Ruben Amorim ရဲ့အမြင် Ruben Amorim ရဲ့ပွဲပြီးပြောစကားအပေါ်မှာ Nigori ရဲ့အမြင်လေးတွေကိုကျွန်တော်တို့ဝေဟောဆွေးနွေးသုံးသပ်ပေးသွားပါအောင်။ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုချိန်နေသက်တယ်ဆိုရင် Like Subscribe လေးနဲ့အားပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။